ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ဘရာဇီးသီလရှင်အီနာကာနာဗာရိုလူကတ်စ်ဟာအသက်၁၆နှစ်အရွယ်ဧပြီ30ရက်မှာကွယ်လွန်သွားပါတယ်။ဒါကြောင့်အခုအခါကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဟာအင်္ဂလန်နိုင်ငံဆာရီအရမနေထိုင်တဲ့အသက်၁၅နှစ်အရွယ်အီသက်ကေတာဟန်ဖြစ်လာတယ်လို့အမေရိကန်အိုမင်းမှုဖြစ်စဉ်လေးလာမှုဆိုင်ရာသုတေသနအုပ်စု GRG နဲ့ လောင်ကြီးပြည် quiz အချက်လက်ဘန်တို့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်1908ခုနှစ်ဇွန်၈ရက်မှာမွေးဖွားခဲ့တဲ့ကာနာဘာရိုဟာအသက်136နှစ်ရှိတဲ့ဂျပန်အမျိုးသမီးတိုမီကိုအီတိုကဇန်နဝါရီမှာကွယ်လွန်သွားပြီးတဲ့နောက်ကမ္ဘာအသက်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်သူဟာငယ်စဉ်ကအလွန်ချူကြခဲ့သူဖြစ်ပြီးအသက်ရှင်မမလားလို့တောင်စိုးရင်ခဲ့ရသူဖြစ်တယ်လို့ဆိုပါရယ်။သူဟာ ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်အကြားအသက်26နှစ်အရွယ်1934ခုနှစ်မှာခရီးရန်သီလရှင်ဖြစ်လာခဲ့ပါတယ်။အသက်130ပြည့်နှစ်မွေးနေ့မှာသူဟာပေါ်ယံမင်းကြီးဖရန်စစ်ထံကနေကောင်းကြီးမင်္ဂလာကိုရရှိခဲ့ပါတယ်။ပေါ်ယံမင်းကြီးဖရန်စစ်ကတော့ဧပြီ21ရက်ကသက်တော်88နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ်။